ဒါကလည်းစိုးရင်ဇာပဲဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ကအစ်မရီချိန်တို့လို့ကစားသမားမျိုးတွေကဒါသာတကားစီပြီးသားပဲဒီကစားသမားတွေဆိုရင်ဘယ်လိုပြောမလဲကျွန်တော်တို့နှစ်ပွဲသုံးပွဲကစားမယ်ပြီးရင်သုံးလေးလနားအောင်မယ်ဒါချက်စီးတဲ့ကစားသမားတော်များပါပဲနောက်ပိုင်းကျွန်တော်ကြည့်မယ်ဆိုရင်တော်တော်လေးကိုဒဏ်ရာတွေနဲ့လုံးပန်းနေရတာ လုံးချက်တော်မိတ်ဆွေများအားလုံးပဲမင်္ဂလာပါကျွန်မနေ့ကတက်လာတဲ့ breaking new year ကြည့်ရမယ်ဆိုချယ်ဆီသင်းရဲ့အဓိကအားထားရတဲ့ကွင်းလယ်တိုက်စစ်ကစားသမားဖြစ်တဲ့ကိုပါမရဲ့ဒဏ်ရာအခြေအနေကတော့ကျွန်တော်မူလကသတ်မှတ်ထားတဲ့၃ဘတ်အတွင်းအနားယူရမယ်ဆိုတဲ့အခြေအနေကနေပြန်လဲတိုးတက်ကောင်းမွန်လာခြင်းမရှိပဲနဲ့နောက်ထပ်အ ਨੇ ဆုံး၅ဘတ်ကနေ၆ဘတ်ထိအနားယူရမယ်လို့ breaking new အနေနဲ့သတင်းတက်လာတာကိုကျွန်တော်တွေ့ရတယ်။ဒါပြောရမယ်ဆိုကိုပါမကလည်းကျွန်တော်အားလုံးသိတဲ့အတိုင်းမနေ့ကလည်းချယ်ဆီကဒီပွဲပန်းတဲ့တန်းတွေတော်တော်လေးဖြစ်ခဲ့တယ်။ အသင်းကဒီပရီးမီယာလိပွဲတွေစတိုက်ကစားတယ်ပြီးတော့တခါကဘာကလပ်ဝကန်တယ်ဒီကဘာကလပ်ကပြန်လာတဲ့ချိန်မှာကျွန်တော်တို့ဒီပရီးမီယာလိယာတီချိုခြေစံပွဲတွေကပြန်စားပြီဒီယာတီချိုခြေစံပွဲတွေမှာလည်းကိုပါမားကအတိုင်းအတာတစ်ခုတည်းဝင်ကစားခဲ့တယ်ဒီနောက်မှာတော့ကစားသမားရဲ့ဘယ်လိုလဲပြောမှဆိုဒဏ်ရာတွေကကျွန်တော်ပွဲပန်းတဲ့အစိမ့်တွေကြောင့်ပါလာတဲ့ဒဏ်ရာကဒီယာတီစားမှာကျွန်တော်အားလုံးသိတဲ့အတိုင်းပဲမကြမကြသူကဒဏ်ရာလေးဖြစ်လိုက်တပွဲတလေပြန်ကစားလိုက်ပြီးရင်ဒဏ်ရာကြောင့်ပြန်နာလိုက်ပြီးတော့ဒီကျွန်တော်ပြောမှဆိုဒီ ချန်ပီယံလိပွဲမှာဆိုရင်လည်းဒီဘိုင်းမြူးနစ်နဲ့ပွဲမှာခဏဝင်ကန်သေးတယ်ဝင်ကစားသွားတယ်ခြေစွမ်းပြတယ်ပြီးတော့သူကဒဏ်ရာကြောင့်ပြန်ထက်နာတယ်ကြောင့်မမတ်ရဆိုရင်ဒါကိုဘာမရဲ့ဒဏ်ရာဖြစ်နေတာကဒီရာသီစတဲ့ကနေစတိုက်ဖြစ်နေတာပေါ့နော်မမတ်ရဆိုဒီမန်ယူနဲ့နောက်ပိတ်ဆုံးကစားခဲ့တဲ့ပွဲမန်ယူကိုဆုံးသွားတဲ့ပွဲမှာဆိုရင်ကိုဘာမကကျွန်တော်မိနစ်20လောက်ထိကစားခဲ့တယ်ပထမပိုင်းမှာဒီနောက်မှာတော့လူစားလဲပြီးတော့မှသူရဲ့ဒဏ်ရာအခြေအနေကအဲ့ဒီချိန်ကသူတို့စစ်စစ်ကြအရာပေါ့နော်အ ਨੇ စုံ၃ဘတ်အနိုင်ရမယ်လို့ဒီစစ်စစ်ကြအရာဖော်ပြခဲ့တယ်သို့ပေမဲ့လေဒီ၃ဘတ်ကကျွန်တော်ကြည့်မယ်ဆိုရင်တော့ဒါဒီ international break ပြီးလို့ရှိရင် ကိုပါမကပြန်လာပြီကျွန်တော်ဒီအော်တိုဘလာလေလောက်မှာကိုပါမပြန်လာပြီလို့မူလကသတ်မှတ်ထားတာပေါ့ဒါပေမဲ့တကယ်တမ်း breaking news သတင်းတက်လာတဲ့အနေထားမှာတော့ကိုပါမရဲ့တန်ရာကနောက်ထပ်6ပတ်ထိထပ်နာဖို့ဖြစ်လာတယ်ဒါပြောမှဆိုကျွန်တော်ဒီဇင်ဘာလအကုန်ကနေလောက်ထိကိုပါမကထပ်ပြီးတော့မှအနိုင်ယူရတော့မနေထားရောက်လာဒီနေရာမှာကျွန်တော်အနေနဲ့ပြောချင်တာကချယ်ဆီတင်းရဲ့စီးပတ်ဆိုင်ရာအဖွဲတွေပေါ့နော်သူတို့ရဲ့အဓိကကစားသမားလေးမှတ်ပါတယ်ဒန်ယာကအကင်းမသေးတဲ့အနေထားမှာသူတို့ကဘယ်လိုလဲအသုံးပြခွင့်ပေးတယ် ပြီးတော့မှတရားနည်းနည်းပြတ်ပေါ်လာတယ်ပြန်နာဒီလိုအနေထားတွေဖြစ်တော့ဘုံဒါကလည်းစိုးရင်စရာပဲဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ကအစ်မမှာ regain လို့လို့ကစားသမားမျိုးတွေကဒါသာတကားစီပြီးသားပဲဒီကစားသမားတွေဆိုရင်ဘယ်လိုပြောမလဲကျွန်တော်နှစ်ပွဲသုံးပွဲကစားမယ်ပြီးရင်သုံးလေးလနာအောင်မယ်ဒါချက်စီးတဲ့ကစားသမားတော်များပါပဲနောက်ပိုင်းကျွန်တော်ကြည့်မယ်ဆိုရင်တော်တော်လေးကိုဒဏ်ရာတွေနဲ့လုံးပန်းနေရတာဒါကအဓိကတော့ကျွန်တော်အနေနဲ့တော့ပြောချင်တာဒီစီပတ်ဆိုင်ရာဖွဲ့ဝင်တွေရဲ့အားနည်းချက်လို့တော့ကျွန်တော်မြင်မိတယ်အခုဆိုရင်ဒါကိုပါမာက6ပတ်ထပ်နာရမယ်ဆိုတော့သူ့ရဲ့အဓိကချက်စီရဲ့ပွဲစဉ်တွေကိုဇက်တိုက်ထပ်ပြီးတော့မှလွှဲချော်တော့မယ် ဒီထဲမှာကျွန်တော်အဓိကပွဲစဉ်တွေမှာပြောမှာဆိုပရီးမီးယားလိပဲမှာဆိုရင်ဒီစပါနဲ့ကံမဲ့ပွဲတို့ပြီးတော့မှအာဆင်နယ်နဲ့ကစားမဲ့ပွဲစဉ်တွေဒီလိုအဓိကပွဲစဉ်တွေကိုလွှဲချော်ပြီးတဲ့အပြင်ကိုကျွန်တော်တို့တစ်ဖက်ကဘာစီလိုနာနဲ့ကစားမဲ့ချန်ပီယံလိပွဲစဉ်ကိုပါကိုပါမကချင်းဒီပေါက်လွှဲချော်သွားပြီဖြစ်တယ်။တစ်ဆက်တည်းမှာပဲကျွန်တော်မနီကတက်လာတဲ့သတင်းတွေအရထက်ကြည့်ရမယ်ဆိုရင်စီးရီးကလပ်ဂျူပင်တာအသင်းကလက်ရှိချယ်ဆီကွင်းလယ်ကစားသမားဖြစ်တဲ့အန်ဒရီဆန်တိုကိုသူတို့ကမျက်စိကျနေတယ်။လာမယ့်ဇန်နဝါရီပြောင်းဆွေးမှာခေါ်ယူနိုင်ဖို့အတွက်သူတို့ကစူးစမ်းနေတယ်။ပြီးတော့မှနောက်ထပ်တစ်ခုကကျွန်တော်တို့ချယ်ဆီအသင်းရဲ့ နီးပြဖြစ်တဲ့အန်ဇိုမာလာစကာကိုလည်းဂျူပင်တက်အသင်းကသူတို့အသင်းရဲ့နီးပြဖြစ်ခန့်အပ်လိုတယ်လို့စိတ်ဝင်စားတဲ့အကြောင်းမင်းရသတင်းတွေကကျွန်တော်ကြားသိရတယ်။ချယ်ဆီဖန်အနေနဲ့ရောဘယ်လိုမြင်မိလဲ။ကျွန်တော်နီးပြကြီးအန်ဇိုမာလာစကာနဲ့အန်ဒရီဆန်တိုကိုဒီဂျူပင်တက်အသင်းကမျက်စိကြားနေတဲ့ပုံမှာကျောက်ကမလေးထဲမှာမှတ်ချက်ရေးသွားနိုင်ပါတယ်။ဒါနဲ့ကျွန်တော်ပြီးတော့ကြည့်ဖြစ်တဲ့ညီကိုမိတ်ဆွေတို့အနေနဲ့ကျွန်တော်ရဲ့ YouTube Channel လေးကိုဒီ subscribe လုပ်ထားရသည်ဆိုရင် subscribe လေးလုပ်သွားဖို့တော့ကျွန်တော်တောင်းဆိုလိုက်တယ်ပြီးတော့မှကျွန်တော်ရဲ့တစ်ဖက်က Facebook page ဖြစ်တဲ့ AF About Football page လေးကိုလည်း follow and like လေးများလုပ်သွားပေးကြဖို့တော့ကျွန်တော်တောင်းဆိုလိုက်ပါတယ်အားလုံးကိုထူးပဲကျေးဇူးတင်စီပါ